အမြဲတမ်းစားနောက်တက်ပြီးတော့ပျော်ပျော်နေတတ်တဲ့အမွေစိန်လေး Food လေးအကြောင်း GMM TV ရဲ့အမွေစိန်လေးဖြစ်ပြီးတော့ပါးပြင်ပေါ်မှာလှပတဲ့အမဲနဲ့ပိုင်ရှင်လေးလို့တော်တော်များသိထားပါတယ်ရှင်။အမွေစိန်လေးရဲ့နာမည်အပြည့်စုံကတော့ Food Natawet ဖြစ်ပြီးတော့အားလုံးကတော့ Ford Ford Lee လို့ဆက်စလို့ခေါ်ကြပါတယ် Ford ကတော့အော်တိုဘာလ16ရက်နေ့2004ခုနှစ်မှာငွေဖွားခဲ့ပြီးတော့တနင်္လာသားလေးဖြစ်ပါတယ်။ကိုကိုရဲဘာသာကတော့ဗုဒ္ဓဘာသာဖြစ်ပါတယ်။ယာဒီကွန်လီကတော့သူယာဒီဖြစ်ပြီးတော့အရအမြင်ကတော့190 cm ငါးပေဆယ်လက်မှဖြစ်ပါတယ်။2019မှာ GMM ကဂျင်းဖားရဲ့ Thailand Cool Star မှာပြိုင်ပွဲဝင်ပြီးတဲ့နောက်ဝင်တော်ဖြစ်ပြီးတော့ GMM TV နဲ့စတင်လက်တွဲခဲ့ပါတယ်။အသက်15နှစ်မှာ GMM ကိုဝင်ခဲ့ပါတယ်။အကြိုက်စ ုံးအယောင်လေးကတော့အပြာအယောင်လေးပါအမွေစင်လေးကတော့ပေါလုံးကန်နာဝါသနာပါပြီးတော့ဂီတာတီးခြင်းတချင်းသားထောင်ခြင်းရေကူးခြင်းအစရှိရာတွေကိုခြိုင်းနေတတ်ပါတယ်ရှင် GMM TV ရဲ့အမွေစင်လေးကတော့အခုရီကိုအမြဲတမ်းစားနောက်တတ်တဲ့အတွက်သူ့ကိုအားလုံးကဝိုင်းချစ်ကြပါတယ်ရှင်အမွေစင်လေးမှာလှပတဲ့အသွားလေးတွေလည်းရှိပါတယ်ဒီလိုလိုက်မွေပြီးတော့ချစ်စရာကောင်းတဲ့ကလေးလေးကိုသူ့ရဲ့ပတ်တနာလေးကလည်းအချစ်ပိုအားပြန်ပါတယ်ရှင် အမွေစိန်လေးပါဝင်ပြီးတော့တရုတ်ဆောင်ခဲ့တဲ့ ဆက်လန်းတွဲတွေကတော့2020ခုနှစ်မှာ Nidoran 2022ခုနှစ်မှာတော့ F4 Talent Series 2021ခုနှစ်မှာ Badberry Series 2022ခုနှစ်မှာ My School President Series 2023ခုနှစ်မှာ Moonlight Chicken Series I Was Kind to Series 2024ခုနှစ်မှာဆိုရင်တော့ My Love's Mess Up Series တို့မှာပုံရင်သေးဆောင်ခဲ့ပြီးတော့သတင်းတွေကတော့2029ခုနှစ်မှာပြသမဲ့ Ticket to Heaven Series မှာလည်းပုံရင်သေးဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်ရှင်။ Manary ဆိုတဲ့ရုပ်ရှင်ကလည်း2020ခုနှစ်မှာအမွေစင်လေးပါဝင်တည်ဆောင်ခဲ့ပြီးတော့ပရိသတ်ကြိုက်တဲ့ဇလန်တစ်ခုလေးဖြစ်ပါတယ်။အများနဲ့အလုပ်ကျူးစားတာဖြစ်ပါတယ်။အခုဆိုရင်တော့ Ford Layer အသက်အရွယ်ငယ်ပေမဲ့အောင်မြင်မှုတွေအများကြီးရရှိထားတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။